ဟယ်လိုအားလုံးပဲမင်္ဂလာပါဖူဘောမန်ချန်ကညီဂျူဇူပါတယ်ဆိုတော့မန်ချက်စတာစီးတီးနဲ့ဘရိုက်တန်နဲ့ပွဲမှာတော့တစ်ဖက်ကို2ဂိုးစီတည်ကြသွားတယ်ဒီပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆွေးနွေးကြည့်အောင်ပါမန်ချက်စတာစီးတီးဘက်ကတော့ဟာလန်ရဲ့17မိနစ်ကပင်နယ်တီ twin goal နဲ့ဥဆောင်ကိုရပြီးတော့ S2Bn က27မိနစ်မှာဘရိုက်တန်အတွက်ကျွန်တော်တို့ဒါဒီ6ပါဂိုးကိုဒါ free kick ကနေတစင်တာ twin ပေးခဲ့တာပေါ့နော်မာမိုးရှိကလည်း39မိနစ်မှာတော်တော်ကောင်းတဲ့ကံချက်ကနေပြီးတော့တိုင်ထိပ်ပြီးတော့ဝင်သွားတယ် ြောချင်းကူဆန်နော့ဖ်က48မိနစ်မှာအုံကိုသွင်းပြီးတော့တပတ်ကနှကူးစီတီကျသွားတယ်ဒီပွဲမှာဗျာ CD အနေနဲ့သူတို့ top 4တဲကိုဝင်ဖို့အမှန်ကန်ကြိုးပမ်းရမှာပေါ့နော်သူတပင်းတော့ကျွန်တော်တို့အဲဘယ်လိုပြောမလဲအောက်က Chelsea တို့ဘာတို့က Arsenal တို့နဲ့ဒါခက်ခဲတဲ့ပွဲစဉ်ဖြစ်ကံရမဲ့အချိန်မှာ Manchester City က Brighton ကိုနိုင်အောင်ကန်ဖို့သူတို့ကြိုးပမ်းခဲ့တင်တာပြီးခဲ့တဲ့တပတ်ကလည်းသူတို့တွေ Nottingham Forest ကိုဒါရှုံးတယ်ဟုတ်တယ်နော် Forest ကိုရှုံးတယ်တင်တယ် တည်ကြရတာရှုံးလာလားမသိဘူးဆိုတော့အဲပြီးလို့ရှိရင်လက်ရှိမှာလည်းသူတို့ Brighton ကိုတည်ကြရတယ်ဆိုတော့အချီနီဟာ Manchester City တော်တော်ကိုတိုင်ပက်နေပြီးတော့အမှတ်တီတောက်လျှောက်ကျွန်တော်တို့ယော့နေတယ် Brighton ဘက်ကတော့သူတို့ဒီ29ပွဲကစားပြီးတဲ့အချိန်မှာ12ပွဲထိနိုင်ထားပြီးတော့လက်ရှိအဆင့်ခွန်မှာပေါ့နော်58နံပါတ်ဆိုတော့ Manchester City နဲ့တက်မှတ်ပဲကျွန်တော်တို့ကြွားတယ်အဆင့်၄က Chelsea နဲ့ကျွန်တော်နှစ်မှတ်ပဲကျွန်တော်တို့ကြွားတယ် ဆိုတော့ဒါဟာ Brighton အတွက်တော့ဖြည်းဖြည်းချင်းနဲ့124ဝင်ဖို့ကြိုးပမ်းနေတဲ့အခြေအနေမျိုးမှာကံကောင်းရင်၅သင်းတောင်မှ Champions League ဝင်ခွင့်ရနိုင်မယ့်အခြေအနေမျိုးမှာ Brighton အတွက်ကတော့ဒီတီတမှတ်ကအဝေးဝင်မှာတော်တော်ကိုတန်ဖိုးရှိခဲ့တဲ့ဒါရာဒီရလက်ပါသူတပြင်းတော့ဒုတိယပိုင်းမှာသူတို့အလောက်ကြီးလေကျွန်တော်မကောင်းဘဲနဲ့ပေါ့နော်ပထမပိုင်းမှာကောင်းခဲ့တဲ့လောက်ဒုတိယပိုင်းမှာတော်လေးတိုင်ပတ်တာတော့မှဒီတမက်ယူနိုက်တက်ဆိုတာမျိုးကတော့မဆူဘူးလို့ကျွန်တော်ထင်တယ်ဆိုတော့မန်ချက်စတာစီးတီးဘက်ကကျွန်တော်ကြည့်ရင်ဒီပွဲမှာ ခုနကပြောလိုပဲဒီတော်တော်လေးတော့ဗောနော်သူတို့ကံကောင်းခဲ့တဲ့အလုံးတွေရှိတယ်ဗျာဆိုတော့ City မီတိုမာရဲ့ဂိုးရခဲ့ပြီမဲ့လေလို့ဒါပြည်တံပေါ်ပြေတတ်မှတ်ပေးခဲ့လို့ Manchester City တက်တာရသွားတယ်တန်ပြန်ကနေဒီစင်ကျွန်တော်တို့ဒါအကွင့်လေကဘာလဲပါเนาะကျွန်တော်ဒီဂျောက်ဘက်ထရမ်ဒီချိုးပေးတဲ့အလုံးကိုကန်တာဘယ်ကြီးနဲ့ထောင်တက်သွားတယ်ဗျအဲ့အလုံးကဘလို့မျိုးထောင်နေကျွန်တော်စဉ်းစားလို့မရအောင်အဲ့လိုမျိုးနဲ့ CD ကတက်တာရရခဲ့တဲ့အလုံးနေရှိတာ ဆိုတော့ Brighton ဘက်ကတော့15ဂျင်တီသူတို့ကိုပေါက်ကင်ပြီးတော့3ဂျင်မဲ့ကိုပေါက်တဲ့တယ်ဒုတိယပိုင်းမှာတော့သူတို့ထူးထူးခြားခြားကြီးဘာမှအများကြီးမလုပ်နိုင်တော့ဘူးပေါ့နော်အဲကန်တင်များအလုံးတွေကလည်းထိရောက်မှုတွေကျွန်တော်တို့သိမရှိတော့ဘူးတော်တော်လေးတော့သူတို့ဒီညံ့သွားတာပထမပိုင်းကနေစလို့ရှိရင်တော့ဒုတိယပိုင်းမှာတော်တော်လေးလူအပ်ချက်များတယ်လို့ကျွန်တော်ထင်တယ်အဲကြောင့်ကိုပေါက်တဲ့တာလည်း3ဂျင်လောက်ပဲကျွန်တော်ရှိသေးတော့အချိန်ကြီးမကောင်းခဲ့ဘူးပေါ့နော် CDF ဘက်ကတော့ဒီနေ့ဘက်မှာတချို့ဒီအပိုင်လုံးတွေဖန်တီးနိုင်ဆိုရင်သူတို့တော်တော်နည်းပါတယ်ကိုပေါက်ကန်တာတချို့ရှိတယ်ဆိုပေမဲ့လည်းလို့ပေါ့နော် CDF ကဒီနေ့ဘက်မှာကိုပေါက်ကန်တာသူတို့ဆက်တက်လုံးရှိတယ်၃ချိန်မြဲကိုပေါက်တက်ပြီးတော့၂၉ရတယ်ဒါရမပီနေတီတကူအပါဝင်နော်စတာအပြင်မမိုးရှစ်ကိုဆိုလို့ရှိရင်လည်းတိုင်ထိပ်ပြီးတော့သူဝင်သွားတာတိုင်ကိုကြ inside post ကိုထိပ်ပြီးတော့ဒါတော်တော်လေးကောင်းနေကန်ချက်ပါသူကန်သွားတာတော်တော်ကိုကောင်းနေကန်ချက်ကဒါဒီ front back မှာကလေးကအဲ့လိုမျိုးကန်ချက်တွေနဲ့လှုပ်ပြလာတာသိတယ်မလားသူတို့ပြင် front back ရဲ့လေးလေးနှစ်ပုံစံကစားတဲ့အချိန်ဒီမှာဆိုလို့ရှိရင် သူကဗျာ force nine ဖြစ်လေကစားတယ် center four assist ဖြစ်လေကစားတယ်တောင်ပေါ်မှာလည်းထွက်ဆော်တယ်နော်နေရာဒီဘာဒီအမှန်ကန်ပြောင်းပြီးတော့ ball striking နေဘာဒီမှာပါတော်တော်ကောင်းတဲ့ကစားမှာအခုလည်းပဲဓာရီကိုသူထက်ပြီးတော့ပြတယ်ဗောနော်ဆိုတော့ city အနေနဲ့အပိုင်ခွင့်ရေးဖန်တီးနိုင်ခဲ့မှုတော်တော်ကိုကျွန်တော်တို့နဲပါတယ် savio တို့ဘာလို့ဆိုလို့ရှိရင်လည်းတချို့ကောင်းတဲ့အလုံးတွေသူတယောက်ချင်းတယောက်ချော်ဖြတ်ပြီးတော့ရပြီမယ်လို့ဗောနော် goal twin တဲ့နေရာမှာ goal မ twin တက်တာကပြဿနာတော်တော်ဖြစ်နေတယ်နော်ဒါအပြင် jeremy dugu ဆိုလို့ရှိရင်တော့ဒီနေ့ပွဲမှာတော်တော်ကောင်းနေကျွန်တော်တော့ dugu တော်တော်လေးကောင်းနေလို့ထင်တယ် dugu ရဲ့ပြဿနာကဘာလဲဆိုတော့ ဗာလဲ end product မရှိတာပဲဒူဂူနီနဲ့တယောက်ချင်းတယောက်တွေကြော်ဖြစ်တယ်နှစ်ယောက်တယောက်တွေကြော်တယ် brighton တော့ငိုတော့ချက်ဒုက္ခပေးတယ် brighton တော့ကတော့ဒါ hishelwood တို့ဘာလို့ ban hagi တို့ကိုဒီကောင်တော့ချက်ကြော်တယ်ကွင်းလေကဘာလဲဘာလို့ဘာလို့ solution လည်းပဲဒီကောင်လုံးက strong ဖြစ်ဖြစ်နဲ့เนาะကျွန်တော်ဒါဗာလဲ take queen state သူလုံနိုင်နေဘာအဲ့လာပြီးတော့ဘာဖြစ်လဲဆိုတော့ဖန်တီးမှုလေကျွန်တော်နေသွားပြီး အပိုင်ခွင့်ရဖန်တီးနိုင်မှုလည်းနေသွားပြီးကိုရန်ဂိုးပေါက်ကန်သွမှုလည်းအင်မတန်နေသွားပြီးတော့ Unbroden နဲ့ပတ်သက်လို့သူဘာမှမရှိဘူးဖြစ်သွားတာနောက်တန်းက Rico Lewis လည်းတာမန်ချီသွက်မယ် Kusanov ဆိုလို့ရှိရင်လည်းတချို့အလုံးတွေသူကာပါလုံနိုင်ခဲ့ပြီမယ်လို့ဒီအုံဂိုးတွေဘာတွေရဒီကောင်တွေကတော်တော်ကိုကံမကောင်းတာပါသူရဲ့ situation က Ruben Dias တို့လည်းတာမန်မင်းဘာမှမပူဘူးဒီဘက်မှာ Yusko Vario ဆိုလို့ရှိရင်လည်းတာမန်ချီသွက်လို့ကျွန်တော်ထင်တယ်ပေါ့နော် Nico Gonzalez ကလည်းဒါအတိုင်းအတာတစ်ခုကြီးလောက်ပြသွားတော့မယ်ဒီညမှာ Gandoan ကိုကျွန်တော်ဘယ်လို့မှဒီအားမရဘူး CD ကွင်းလံမှာဂန်ဒိုဟာတော်တော်ကိုကျွန်တော်အလုံးမဖြစ်တာဗျနော်အလုံးမဖြစ်တာဆိုတာဒီဒီပွဲမှာနေမဟုတ်ပါဘူးကြာနေပါပြီနော်အလုံးမဖြစ်တာကလည်းကိုဗချစ်တို့ပါတော့အရင်ကောင်းနေသူမဟုတ်ပြီမဲ့လို့ဂန်ဒိုဝန်ထက်တော့ဂွန်ဇာလက်စ်ရဲ့ဘေးမှာသူပို့ပြီးတော့လုံနိုင်မယ်ထင်တာပဲဒါမှမဟုတ်ဆိုလို့ချင်းဖိုဒန်တို့ပါတော့ပေါ့ဘာကြောင့်လဲဆိုတော့နီကိုဂွန်ဇာလက်စ်ရဲ့ဘေးမှာမဟုတ်လေစန်တာဘက်တက်ရောက်ဒါမှမဟုတ်ရီကိုလူးဝစ်တို့ပါတော့ကွင်းလံမှာဝင်ကစားလာတာပဲဆိုတော့ဂန်ဒိုဝန်အစားကျွန်တော်အနေနဲ့ဒီကျန်နေခုနကပြောတဲ့ဖိုဒန်တို့ပါတော့ကိုစောစောစီးစီးထည့်ဒါမှမဟုတ်ဒဘရိုင်းတို့ကိုကျွန်တော်ထည့်ပြီးတော့အမှန်ကန်ကျွန်တော်တို့ဒီတိုက်စစ်ဆင်ဖို့အတွက်သူတွန်းတင်တာ ဲ့လိုတွေလည်းသူမလုပ်ခဲ့ဘူးဆိုတော့ဒါကြောင့်ပေါ့နော်ကျွန်တော်ကတော့ဟာလန်လည်းဒီဘက်မှာဘာမှထူးထူးခြားခြားမလုပ်နိုင်ခဲ့ဘူးသူ့စီလည်းဘောလုံးนี่အများကြီးမရောက်ဘူးဖြတ်တင်ပေါ်တွေလည်းသူ့စီအများကြီးမရောက်ဘူးပင်နယ်တီတစ်လုံးတော့ပဲပေါ်ပေါ်လွင်လွင်ရှိခဲ့တာဒါကြောင့် Manchester City ဘက်မှာကတသင်းလုံးနီးပါးကိုတာမန်ထက်အများကြီးမပူခဲ့တာ Jeremy Doku ကလည်းခုနကပြောလိုပဲတယောက်ချင်းကြော်ဖြတ်မှုတွေတအားကောင်းနေ Uma Mamosh ကလည်းသူ့စီဘောလုံးရပြီဆိုတာနဲ့ Brighton နဲ့ Round ကိုဘလို့ဒုက္ခပေးရမလဲဒါအပြင်ဘလူးနီးเนี่ยပေါ့နော်ဒီကောင်အမြဲတမ်းဒုက္ခပေးနေတယ်ဒါမှမဟုတ်ဒီအမြဲတမ်းတွေးရတာဆိုတော့ဒါကြောင့်ကျွန်တော်ကြည့်ရင် ဒီ CD ဘက်ကတော့အဲ့ဒီကစားမ2ယောက်လောက်ကလွင်ကျန်တဲ့သူတွေအလောက်ကြီးကြီးထိအောင်မှုတွေရှိခဲ့တယ်လို့ကျွန်တော်မထင်ဘူး။ဒါအပြင်ကန်ခဲ့တဲ့ free kick မှာဆိုလို့ရှိရင်လည်းဗျာနော် Stephen OD ကဒီတိုင်းကြီးရက်ကြည့်နေတာ။သူကတော့ကိုဘက်ကိုကန်မယ်အထင်နဲ့ပေါ့နော်သူခနာကိုသူရိမ့်လိုက်သေးတယ်ဆိုတော့ခနာကိုဟန်ချက်ပြတ်သွားပြီ။ဟန်ချက်ပြတ်ပြီးတော့ဒီဘက်ကိုရိမ့်မယ်လှုပ်လိုက်တဲ့အချိန်မှာဘောလုံးကဂိုးတွေရောက်သွားပြီ။ဆိုတော့ဟန်ချက်ပြတ်ပြီးတော့ကုန်းကုန်းကြီးပဲရက်ကြည့်နေခဲ့ရတာ။ဆိုတော့ဂိမ်းဖတ်တာတွေပေါ့နော်ကျွန်တော်တို့ကတော်တော်ကိုနေအားနေပါတယ်စတီဖန် OD ကနေနဲ့။ ဒါဒီဒီလုံးနေမဟုတ်သူရှေ့ပွဲတွေမှာဆိုလို့ရှင်လည်းပဲတချို့ကန်ကြက်တွေမှာဆိုသူရက်ပြီးတော့ကုန်ကုန်ကြီးကြည့်နေခဲ့ရတဲ့အလုံးတွေမှာမနေဘူးတော်တော်လေးတော့လိုအပ်ချက်များတယ်ဗောနော်လက်ရှိမှာလည်းအီဒါဆန်ကိုလည်းနီးပြဂွာဒီယိုလာကအဲ့လောက်ကြီးသဘောကျတဲ့နေမှာမပါတော့ပူဆူးတယ်ဗျာဒီလားပူဆူးတယ်ဆိုတော့ဒါကြောင့်ဗောနော်ဒီဘယ်လိုပြောမလဲမန်ချက်စတာစီးတီးမှာတော့တာမန်ထက်ပူခဲ့တဲ့ကစားမဆိုလို့နှစ်ယောက်လောက်ပဲရှိခဲ့ပြီးတော့လိုအပ်တဲ့ twin goal တွေဘာတွေလဲမယူနိုင်ခဲ့ဘူးเนาะမယူနိုင်ခဲ့ဘူးဆိုတော့ဒါဂွာဒီယိုလာအတွက်တော့ဒါဖြည်းဖြည်းချင်းနဲ့ဖိအားများလာပါပြီဂွာဒီယိုလာအတွက်မှမဟုတ်ဘူးဗောနော်ကျွန်တော်တို့ဒီ ဘယ်လိုပြောမလဲမန်ချက်စတာစီးတီးတသိန်းလုံးအတွက်ပေါ့သူတို့ပြင်းတဲ့သူတို့သာချန်ပီယံစ်လိဝင်ခွင့်ရဖို့ကြိုးပမ်းနေတဲ့ချိန်ဒါရာတီကုန်တဲ့အခါမှာအဆင့်၅အသင်းလဲဝင်ခွင့်ရရသွားမှာပြောမရဘူးဘာကြောင့်လဲဆိုတော့လက်ရှိဥရောပမှာဆိုလို့ရှိရင်ပရီးမီးယားလိကလပ်တင်တွေကတော်တော်ကိုဟုတ်နေတာဗျာဟုတ်နေပြီးတော့နောက်လျှောက်ဆိုလို့ကျွန်တော်တို့ကရလက်ကောင်တွေပါပြီးယူနေကြတာအဲ့လိုမျိုးဆိုတော့လက်ရှိပေါ့နော်အဆင့်၅ကအသင်းလဲချန်ပီယံလိဝင်ခွင့်ကရဖို့ညီပါတွေရှိနေတယ်ဒါရဖို့ညီပါတွေကျွန်တော်ရှိနေတယ်အကယ်လို့ quarter final မှာနှစ်သင်းတသင်းလောက်တာတတ်နိုင်နေဆို100%တေချာသွားတဲ့အချိန်မျိုးအမ်ဒါမျိုးဆိုတော့ အဆင့်9နေရာကိုရောက်နေတဲ့ Manchester City ကလည်း Champions League မျှော်လင့်လို့ရတယ်။သို့တော်လည်းပဲတေးကြခြင်းနဲ့ဆိုလို့ရှိရင်ဗျာအဆင့်၄တွင်းဝင်အောင်လုပ်ရမှာပဲ။အခုဆို Chelsea နဲ့သူတို့ကြားထဲမှာဆိုလို့ရှိရင်တက်မှတ်ပဲကျွန်တော်ကြွားတယ်။ Chelsea ကမကန်အန်သေးဘူးဒါ။ Chelsea ကတပွဲမကန်အန်သေးပါဘူး။နော်အကယ်လို့အာဆင်နယ်ကိုနိုင်နေဆို၄မနောက်ဒီရောင်းတွေကိုဖျက်သွားမှာနော်ဒါပြင် Nottingham Forest ကလည်း2-4နေလာမှမသိဘူးသူနိုင်ထားတာဆိုတော့လက်ရှိ Manchester City တို့ဘာလို့လဲကအမှတ်တွေကကျွန်တော်ပြတ်နေပြီ6မှတ်လောက်လာမှမသိဘူးပြတ်နေပြီဆိုတော့ City ရဲ့အဓိကပြိုင်ဘက်တည်း Chelsea နဲ့အောက်ကကျွန်တော် Newcastle တို့ Brighton တို့ Aston Villa တို့လိုပြိုင်ဘက်တွေပဲ။ဘာလို့လဲဆိုအမှတ်အများကြီးမကွာလို့ပဲ။အဆင့်30လောက်အထိကိုအမှတ်တွေကအဲ့လောက်ကြီးကွာကြတာမဟုတ်ဘူး။ဒါပါတော့အဆင့်9ကဘုံမောက်ဆို44မှတ်ပြ။ CD က48မှတ်သူဘယ်တော့မှကွာတာမဟုတ်ဘူး။ဒါပေမဲ့အဆင့်3က Nottingham Forest နဲ့ကျွန်တော်တို့ကွာသွားပြီ။ဆိုတော့ Manchester City တွေနဲ့ Chelsea တွေသူတို့ရဲ့အနီးအဓိကပြိုင်ဘက်ပဲ။အောက်ကအသင်းတွေအမှတ်မမီဖို့ဒီသူတို့ရဲ့အဓိကကျွန်တော်ဒါရည်မှန်းချက်ပဲ။ ဒါရီကိုမန်ချက်စတာစီးတီးကအမှန်ကန်လှုပ်ဖို့လိုတာဆိုတော့ပိုပွဲတွေလည်းရှိမှနိုင်ဖို့လိုတယ်ဗျာဒါပေမဲ့လို့စီးတီးညီနေပေါ့နော်ဒါဖြစ်တင်းတဲ့နိုင်ပွဲတွေကိုသူတို့မယူနိုင်ဘူးဆိုတော့လာမယ့်နေ့ဒီ FA Player Quarter Final မှာဆိုလို့ရှိရင်သူတို့ဒါဘုံမောင်းနဲ့ကစားရမယ်ဒါ International Break နားပြီးရင်ပေါ့နော်အဲ့ဒါပြီးလို့ရှိရင် Leicester နဲ့ကျွန်တော်တို့ဒါအိမ်ဝင်းမှာကန်ရမယ်မန်ချက်စတာယူနိုက်တက်ကိုအဝေးဝင်းမှာသွားကန်ရမယ် Crystal Palace ပြီးလို့ရှိရင်ကျွန်တော်တို့က Everton ပွဲတွေလာပြီး City အနေနဲ့အမှတ်တွေပါယူထားမဲ့ပွဲတွေမှာသူတို့အမှတ်မယူနိုင်ဘူးပေါ့နော် Brighton ဟာလွယ်ကူတဲ့အသင်းမျိုးတော့မဟုတ်ဘူးသို့တော့ Brighton ရဲ့ခံစစ်အနေထားရဒီ Manchester City အနေနဲ့ပေါ့နော်သူတို့ဒီထက်ပိုပြီးတော့ကောင်းတဲ့အခွင့်အရေးတွေဖန်တီးနိုင်ခဲ့တဲ့နေဆိုတော့ဒါကြောင့်ကျွန်တော်ကတော့ City ဘက်မှာတော့အသိပ်ပြီးတော့ချိန်နဲ့ဆရာကောင်းတဲ့ခြေသွမ်းအများကြီးမတွေ့ခဲ့ရဘူးလို့ကျွန်တော်ထင်တယ်ဆိုတော့ Manchester City အနေနဲ့ Champions League ဝင်ခွင့်ရအောင်ဆွမ်းဆောင်နိုင်မယ်ထင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများပြုပါတယ်